်မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှူကတော့မတ်ရတနာမှလာစဉ်အလှူပြေလှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင် ကျက်လေပင်ရိုဟင်းဖြင့်ထမင်းတနက်စာအတွက်ကုန်ကြငွေ3,500ကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်။တာရုတာရုတာရုပါရှင်။ယခုလူမျိုးအပေကံဒုက္ခိတတရိစ္ဆန်လေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မယရနာလည်းကိုစိတ်နှပြချမ်းမှချမ်းသာပါစေရှင်။အနေရကင်းပေးရှင်ပါစေ။တောကရတ္တဒုက္ခပူပင်မှုဟုသမျှမြူမုံမြပြင်မကန့်ကြီးကြပါစေနဲ့။အနေရခတ်သိမ်းဘေးခတ်သိမ်းကင်းရှင်းကြပါစေ။စီးပွားလှလာပါများလည်းပွင့်လန်းဝေစား ြပါစေ။ရရှိပြီးသောစီးစိမ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေရှင်။ချွေရန်သင်ပင်ပေါ်များ၍စားနပ်ရိက္ခာများလည်းပေါ်ကျွယ်ဝပါစေ။အိမ်အပြည့်ငွေရှန်၍ကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေ။ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေရှင်။ကကြီသုံးပါးပေရန်သူမျိုးငါးပါးဘေးအများမှလည်းကင်းလွတ်ကြပါစေ။အတိုက်အခိုက်နှောက်ယှက်အမျိုးမျိုးမှလည်းကင်းဝေးကြပါစေရှင်။ နတ်လူသူတော်ကောင်းအပေါင်းတို့ကလည်းချစ်ခင်ဆောင်ရှောက်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အခုဆိုရင်တော့အချန်တွေကခွေးကလေးကြောင်ကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်။လှူဒါန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။